ာရတဲ့နေ့ဖြစ်ကြပါစေလို့အားလုံးကိုနှွေဦးမေ channel ကနေမှဖန်ပြလေးပြီးကြိုဆိုပါရစေ။ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့စီရဲသတင်းကိုအရင်ပြောချင်တယ်။စီရဲသတင်းမပြောခင်မှာတမနစ်လောက်ရှိတဲ့ဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်ရအောင်နော်။ကျွန်တော်လာမြေ CFDM ဆိုင် ငါလည်းမရဝါရီပြေကိုငါတို့အရှင်းချင်းနေပြီခဲအထူးသဖြင့် KIA ဒီထိမ့်ချုပ်ထားတဲ့နေမြန်မာအော်တိုဘာလမှာနေ့တိုင်းဘုံကျဲတိုက်ခိုက်တယ်စစ်ခွေးတွေဘုံကျဲတိုက်ခိုက်တဲ့ဂျားကနေမှလည်းခေါလံဖိုးတွေဘက်မှာကျတို့စခန်းတွေအများကြီးတိမ့်ပိုက်ခဲ့ပြီဆိုတော့မနေ့ကပူတာဦးတိုက်ပွဲထဲမှာလည်းအခုကြားရတဲ့အတိုင်းပဲဒါရီဟာကချင်ဖြစ်ပေမဲ့ကချင်နဲ့မနန်တော့ခွေးဘောမ ကျွန်းကချင်းနေဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်မအမြဲတမ်းပြောနေတဲ့အတိုင်းပဲဒီတိုက်ပွဲဟာလူမျိုးရဲ့တိုက်ပွဲမဟုတ်တဲ့အတွက်ကြောင့်ကချင်းဖြစ်ပေမဲ့ကဲတင်မယ်လို့တော့လုံးဝမထင်လိုက်ပါနဲ့နော်ပြလို့ရှိရင်အခုကျွန်မနဘေးနားမှာမြင်ရတဲ့ခွေးတွေကိုကြည့်ပါကျွန်မပြောပြမယ်အထူးသဖြင့်ဒီ27ဒေါ်လာရေးမှာငါတလောက်တဲ့ခွေးချဘူးနဲ့အတူသူ့ရဲ့ကျွန်းနေအားလုံးဟာဒီနေ့ကျွန်မတို့ဒေါ်လာရေးတွေရဲ့ရှင့်မှာ ဒီလိုမျိုး အကုတ်ဒူးထောက်ရမယ်ရခိုင်မှာတိုင်းမိုးတွေမမိုးတာတွေအကုန်ဒူးထောက်ရတယ်မြင်နေနော်ဒီလိုပဲဒီနေ့ကျမတို့တော်လာရဲတည်းရဲ့ရှေ့မှာခွေးမှန်တမအကုတ်ဒူးဒူးထောက်ရမယ်လူမျိုးမခွဲဘူးဘာရာမခွဲဘူးအကုတ်ဒူးထောက်ရမယ်ဆိုတာကိုခွေးတွေမြင်းမြင်းမှတ်ထားပါ နော်အခုဒီတရက်နှစ်ရက်မှာခွေးတွေမတာအများကြီးပေါ်သွားတယ်အခုမတာပေါ်တဲ့အထဲမှာမင်းစင်တန်ပြီးတော့ခွေး အတန်ပီတုခွေ စခုံတင်ရင်ပီတုခွေဒူလေပီတုခွေရဝံပီတုခွေစခွေရဲခွေအကုံမတာပေါ်တာပက်ပက်ဆက်ဆက်ကိုပေါ်တယ်ဆိုတဲ့အကြောင်းကိုပြောပြချင်တယ်နော်ဒါဟာကျမတို့ရဲ့အောင်ပွဲဖြစ်တယ်နင်းတို့ရဲ့လေရင်ကြောက်ရင်မြန်မာနိုင်ငံမှာလူလာမဖြစ်ဘူးဆိုတာမြင်မြင်မှတ်ထားပါနော်နောက်စီရဲ့တဲ့တဲ့တဲ့ဒီပုတ်အနေနဲ့ကတော့ဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်ရအောင်နော် တိုင်မူကြီးနဲ့ဓမ္မတရားတစ်ကဓမ္မမူကြီးတို့ရဲ့တာဝန်ရှိပုဂ္ဂိုလ်များပေါ့နော်။ပေါ်မြုံနယ်တောင်ပိုင်းအမားခံပြည်သူစစ်ရွာတွေမှာရိတ်ခါပြက်လက်မှုလည်းတကြောင်။မနေ့ကကတိုက်ပွဲဖြစ်နေတာကလည်းတကြောင်ပေါ့နော်။အဲ့တော့အင်းအားနဲ့တဲ့ပတ္တဆဝင်ကျုံရွာကတော့ပေးလိုက်ရတယ်ရှင်ဖရားတဲ့။တိချိုကုန်းကတော့တဲ့ပြန်တိုက်နေတယ်ရှင်ဖရားတဲ့။အင်းအားအလုံးရဲ့လုံခံရတဲ့အရှင်ဘုရားတဲ့ဝင်ကျုံးဘက်ကလည်းတဲ့အင်းအားအများပြားနဲ့တက်လာတယ်တဲ့ပင်တော်ရွာကိုတော့ ပေါ်ကနေဒုံးနဲ့ချနေတယ်ရှင်ဖေရတဲ့နော်ဒါပေါင်းမှာဒုံးနဲ့ချနေပေါ့နော်အဲ့နမခတိုင်မူကြီးတကကြီးယေစုပြည့်ဝတကကြီးရဲ့လောရဲ့ကံရဲ့တက်တီကိုပေါ့မြနဲ့တောင်ပိုင်းကိုပြပေးဖို့မေတ္တာရက်ခံနေပါတယ်ဗျ။32ရဲ့ဆယ်လာပဲ2025မှာပေါ့မြနဲ့တောင်ပိုင်း ဦးဇင်းတို့ဝင်ကြုံတို့တချို့ဘုံတို့မှာဒီရဲ့ကြံဖက်တီနဲ့ဝင်ကြုံကတော့အင်ဂျင်60လောက်ရှိတယ်ဗျအထမဆုံးအင်အားနဲ့တဲ့နေရာကိုဝင်စီးရတဲ့အတွက်ကြောင့်ပေးလိုက်ရတယ်ပေါ့ဗျာရွာကပေးလိုက်ရတယ်တချို့ဘုံကတော့အင်ဂျီ150နေရာနီးပါးလောက်ရှိတယ်ဒါကိုလည်းတူတူတွေဒုံးတန်းဒဏ်လည်းမခံနိုင်တဲ့အတွက်ကြောင့်ပင်အောင်မှာပူပေါင်းလိုက်တယ်ပေါ့နော်တို့ကျနာကတော့ဝင်ကျုံပတ္တာစာတွေရောတချို့ကိုဘီယူစစ်တီရောစိတ်ဓာတ်မကြပါနဲ့ဗျ။ပင်တော်မှာစစ်ကူလည်းရောက်လာပြီဆိုတော့ဒါပြောပြော သူ့လည်းကိုယ်လည်းဆိုတာရှိပါတယ်ဗျပင်တော်တို့မှရောက်နေတဲ့ဒီတောင်ရှိပုဂ္ဂိုလ်ကြီးကိုပြောချင်တာခင်ဗျားတို့အဲ့ရွာတွေကိုသွားတိုက်မယ်ဆိုလို့ရှိရင်ဝင်းကျုံကပတ္တဆအနည်းဆုံး15ဦးခေါ်သွားပါတိချုံကပတ္တဆအနည်းဆုံး20ခေါ်သွားပါလူပိုင်းခွေရတွေရွာတဲ့ဆိုမှနိုင်မကြီးနေတယ်အဲ့ဒီရွာတွေကိုအရင်စဝယ်မှာကြားပစ်ကန်တော့ညာအောင်ပွဲခံတယ်လို့ကြားတယ် ူ့လေကို့လေဆိုတာရှိပါတယ်ဗျာနော်စိတ်ဓာတ်မကြပါနဲ့ဗျာနော်အော်တိုဘလာ33ရက်တုန်းကပြောတာတော့ဟာတိုင်မှုရေကေပါအောင်ကေပါအောင်လာပါအောင်နော်အော်နေကြတယ်ဒါပေမဲ့တိုင်မှုမှာနားမကြဘူးဘယ်တိုင်မှုကိုပဲအော်အော်အော်ချင်တဲ့သူကိုအော်ပါဒီနေ့ကျမတို့တော်လာရဲတွေတိုက်ပွဲပြင်းပြင်းထန်ထန်လုံတော့မှာဖြစ်တယ်ဆိုတော့အခုငပောက်အော်နေတယ်နော်ကို့ရေးကိုဖြည့်ရှင်းကြဆိုတော့အခုတရက်နဲ့မှာတော့ဗာပြောလဲဖက်ပြေးကြကုန်ပြီ drone တန်နဲ့လက်နက်တန်နဲ့မခံနိုင်လို့ထွက်ပြေးကုန်ပြီတဲ့ပြီးလို့ရှင်ဒီထဲမှာသူပြောသွားတာအလေကြိုက်ရမနွယ်စတန်နဲ့တတိရှိလို့လက်နက်ကင်တယ်နင်းလိုမျိုးဂဒုံတီးပြီးတော့သူများရဲ့သမင်းကိုအလကားလိုက်နိုင်စားနေတဲ့တခိုးချဘုံမဟုတ်ဘူးဒီနေ့ကျမတို့တော်လာရဲတွေအထူးတစ်ဖြစ်နေအခုကျမတို့စစ်ချိန်အယံမြင့်ရတော့မှာဖြစ်တယ်အခုဒါကတော့ကျမတို့ရဲ့အောင်ပွဲဖြစ်တယ်အခုပောက်နေမြေတခွေလုံးထဲမှာပါဝင်နေတော့ပါဝင်ခဲ့တော့ တော်လိုင်းရဲ့အရောက်စီတိုင်းကိုမချီးကျူးရင်ဘ누구ကိုချီးကျူးမှာလဲကဘာပေါ်မှာเนาะဒီလူဒီကိုမွန်မြတ်တယ်လို့မပြောလို့ရှင်ဘယ်သူ့ကိုကျွားတို့ကမွန်မြတ်တယ်လို့ပြောမလားဆိုတော့ဒီနေ့ကျွားတို့ကိုဒီလိုမျိုးခက်ခက်ခက်ခဲကြီးစားနေကြားကနေမှတော်လိုင်းရဲ့အတွက်ပါဝင်ခဲ့တော့လူငယ်လူရွယ်လူကြီးအားလုံးကိုဒီကနေအထုပဲကျေးဇူးတင်တယ်အလေးပြုတယ်ဆိုတော့အကြောင်းပြောချင်တယ်ငါပေါ့အော်နေတယ်လို့အော်ကတော့ငါနေမှာအခုငွေထွက်အောင်အော် နင်းတောင်းစားထားတဲ့တဒေါင်းစားသမင်းနဲ့အကုန်ကုန်တဲ့အထိအော်အဲနင်းတို့လိုမျိုးတရေဘောကြောင်တာကြွတော့တော်လာရေးထဲမှာမပါဘူးဆိုတာမြင်မြင်မထားပါဒါပဲပြောမယ်နော်ဆိုတော့အခုနောက်သတင်းတပုတ်အနေနဲ့ကတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီနေ့ကြွတော့ပြည်သူလူထုဒီမှာဘာအခွင့်အရေးတွေရှိတယ်လဲကြွတော့ဗီဒီယိုတော်တော်လေးကိုနားထောင်ကြည့်အောင်နော်ကျွန်တော်ကရွေးကောက်ပွဲကိုထောက်ခံပါတယ်ကြိုးစားပါတယ်ရွေးကောက်ပွဲကျင်းပပြီးပါဘာညာဆိုတော့ကျွန်တော်ပြောနေတဲ့အဟာကိုခင်ဗျားတို့တွေကတယောက်ကဟာဟာလာပြီးတာ လှောင်တာပြန် share ပြီးတော့ဆဲတာ comment လာပြီးတော့ဆဲတာထောင်သုံးနှစ်ကနေထောင်ခုနှစ်နှစ်ကြာမှာနော်တေချာပေါ့ထောင်နဲ့တေတန်အကုန်သွားမှာဒီလိုပဲတခါဥဒုပညာရှင်တွေရုပ်ကောက်ဘုတ်အာပေးစီယုံလှုံ့ဆော်ပေးနေဥပညာရှင်တွေသွားပြီးတော့လှောင်တာပြောင်တာကြော်တာကညှို့တာသွားလှုပ်တာအဲ့ဒါတွေအကုန်လုံးထောင်နဲ့သုံးနှစ်ကနေခုနှစ်နှစ်ကြာမှာနော်ဥပဒေကထုတ်ပြန်ထားပြီးသားမို့လို့အဲ့ဒီဥပဒေကိုမလိုက်နိုင်ဘူးရှင်းရှင်းပြောရရင်တော့နိုင်ငံသားကိုအပိဒါထွက်သွားပြီးတော့ဒီမှာမနေနဲ့အပိထွက်သွားဒါမှမဟုတ်တပုံသွားလှုပ်နောက်တစ်ခါရုပ်ကောက်ဘုတ်ဝင်ပြိုင်တဲ့အဲပါတီတွေကိုယ်စားလှောင်းတွေပေါ်မှာခင်ဗျားတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေအဲ့ဒါခင်ဗျားတို့ရဲ့ရှင်ရင်းဆန္ဒ ကြိုက်လို့ရတယ်မကြိုက်လို့ရတယ်အဲ့ဒါခင်ဗျားတို့ဘာမှမပြောဘူးဒါပေမဲ့ခင်ဗျားတို့မကြိုက်တော့မကြိုက်ကြောင်း Facebook မှာတက်ရေးမယ်အဲ့ဒါခင်ဗျားထောင်လိုက်ရအောင်မကြိုက်ကြောင်းသွားရှယ်မယ်ထောင်လိုက်ရအောင်မကြိုက်ကြောင်းသွား like လုပ်မယ်ထောင်လိုက်ရအောင်ကိုကမကြိုက်လို့ရှိရင်ကိုရှင်နေမှာပဲကိုထားလို့ရတယ်ဘာမှမပြောဘူးမျိုးသိထားလိုက်ပြီးရင်မဲပေးတဲ့ရှိသွားပေးလိုက်ပြီးရင်ပြန်လာခဲ့လိုက်ဒါပဲအဲ့တော့လွတ်တော်ကိုယ်စားလောင်းနေလွတ်တော်တဲ့ရောက်သွားပြီးတဲ့အချိန်ကျရင်တော့ဝေဖန်တော့အကြိုက်မကြိုက်လည်းဝေဖန်လို့ရတယ် ဆိုတော့အခုဒီထဲမှာသူတို့ကလည်းချိန်ထောက်တယ်ဆိုလို့ရှင်ထောင်တန်က၃နှစ်ကနေ9နှစ်အခုရွေးကောက်ပွဲမှာပါဝင်မဲ့ခွေးတွေကိုကြိုက်တယ်ဖြစ်ဖြစ်မကြိုက်တယ်ဖြစ်ဖြစ် Facebook ကနေမှာဘာမှရဲလို့မရဘူးမကြိုက်ဘူးဆိုလို့ရှင်စိတ်ထဲမှာသာရွေးကောက်ပွဲပြီးပြီးမှ ခွေးတွေအစိုးရဖွဲ့ပြီးပြီဆိုလို့ရှင်တော့ကိုမကြိုက်ကြောင်းအဲ့ချိန်ကြလို့ရှင်ထုတ်ဖော်လို့ရမယ်တဲ့ဒီဆိုလို့ရှင်ကျွမျိုးမျိုးကိုဒီကနေပြောမယ်ဒီဆိုလို့ရှင်နင်းလဲကြိုက်ဒီဖြစ်စေမကြိုက်ဒီဖြစ်စေခွေးမကိုအရင်ယူလိုက်လေယူပြီးမှနင်းပေါင်းကြည့်လို့မှဒါကခွေးဖြစ်တယ်ဆိုတဲ့အချိန်ကြမှာဟာငါယူတာဟာခွေးဖြစ်ပါတယ်လို့အဲ့ချိန်မှာပြောလေဆိုတော့နင်းအမေလဲနင်းအဖေကိုအဲ့လိုပဲယူထားတာလားနေဖေခွေးကိုလည်းဒီတိုင်းပဲယူထားတာလားအရင်ပေါင်းကြည့်လိုက်ပေါင်းကြည့်ပြီးမှငါယူထားတဲ့သူကခွေးလားလူလားဆိုတော့အဲ့ချိန်ကျမှတိဖို့လား မကြိုက်ဘူးဆိုရင်ဒီရွေးကောက်ပွဲစလုပ်တဲ့အချိန်မှာမကြိုက်ဘူးလို့မပြောရင် ရွေးကောက်ပွဲပြီးမှအစိုးရထောင်ပြီးတဲ့အချိန်ကြမှာပဲမကြိုက်ဘူးလို့ပြောလို့ရှင်ဘာလို့မလဲမကြိုက်ဘူးဆိုအခုကနေမကြိုက်ဘူးလို့ပြောရမှာလေအခုနင်းတို့တောင်နင်းတို့ကိုပြောတာမကြိုက်တဲ့ခါမှာကြိုက်မကြိုက်တဲ့သူဒီကိုဖမ်းပြီးမှထောင်ချနိုင်တယ်ဘာကြောင့်မပြီးသူဒီကဒီရွေးကောက်ပွဲကိုငိုးလို့မကြိုက်ဘူးလို့ဘာကြောင့်ပြောခွင့်မရှိရမှာလဲနင်းတို့တောင်နင်းတို့ကိုမကြိုက်ဘူးလို့ပြောလို့ရှင်ထောင်ထဲထည့်ခွင့်ရှိရင်ငိုးလို့လည်းငိုးလို့မှမကြိုက်ဘူးဆိုတာပြောခွင့်ရှိတယ်ဒါကြောင့်ဒီနေ့ကျွန်တော်မြန်မာနိုင်ငံမှာရှိတော့ခွေးတွေနဲ့အတူလူပြီးသူဒီကိုကျွန်မပြောချင်တယ် ။တနေ့ကသတင်းထဲမှာလည်းကျွန်မပြောပြီးပြီ။ကျောတို့ကချင်းပြည်နယ်မှာအခုစစ်ခွေးတွေရဲ့မင်းဆွေမှုနဲ့ပတ်သက်ပြီးတော့မိုင်းတဲ့ဖုန်းလိုင်းတွေဖွင့်ပေးတယ်။ထို့နည်းသူပဲအခုပူတာဦးဘက်မှာစစ်ရဲတွေအရန်ပြင်းထန်လာတဲ့အခါမှာခွေးတွေအဆက်အသွယ်ရအောင်ဆိုပြီးမှသူတို့မင်းသေးလိုင်းတွေဖွင့်ထားပေးတယ်။ဒါကိုဝမ်းတာနေစရာအကြောင်းမရှိဘူးလို့ပြောပြီးပြီ။ဘာကြောင့်လဲ။သူတို့ပေးချင်တဲ့ချိန်ပေးတယ်မပေးချင်တဲ့အချိန်မပေးဘူး။လိုရင်ပေးတယ်မလိုရင်မပေးဘူး။ဒီနေ့ကူနေ့လကောက်ပဲ။ငါတို့ကြိုက်တာငါတို့လုပ်မယ်။နေ့တော့ကထောက်ခံချင်တယ်မထောက်ခံချင်တဲ့မေးတော့ပေးပါတဲ့။ ကဲဒါလားဒီမိုကရေစီဒီမိုကရေစီဆိုတာကိုလုတ်ချင်နေလုတ်မယ်မလုတ်ချင်မလုတ်ဘူးတို့ဘက်ကလည်းမဲထည့်ချင်လည်းထည့်မယ်မထည့်ချင်လည်းမထည့်ဘူးဒါတို့သဘောပဲငါမကြိုက်ဘူးဆိုလို့ရှိရင်ငါရဲ့ Facebook ပေါ်မှာငါဖောင်ကမကြိုက်ဘူးလို့ပြောတာဘာဖြစ်တယ်လားဆိုတော့နင်တို့အစိုးရအဖွဲ့ပြီးမှပဲငါတို့ကဒီအစိုးရကိုမကြိုက်ဘူးလို့ပြောလိုက်ရှိရင်ငါတို့ကငါနဲ့လုံးလုံးကျွန့်ခံရအောင်မလားဒီနေ့ဒီမတို့မှာထည့်ချင်တယ်မထည့်ချင်တယ်ထည့်ရမယ်ကြိုက်ချင်တယ်မကြိုက်ချင်တယ်ဒီစစ်ခွေးတွေလည်းအောက်မှာနေရမယ် သူတို့စစ်ခွေးတွေအုတ်ထုတ်တတ်မှာပဲငါတို့မကြိုက်ဘူးဆိုလို့ရှိရင်အဲ့ချိန်ကျမှာပဲပြောပါတဲ့ဒါကလူစကားလားခွေးစကားလားဒီနေ့ကျမတို့တော်လိုင်းရဲတွေခံမဲလို့ထင်သလားလို့ပဲဒီလိုပဲပြောချင်တယ်နော်ဆိုတော့အခုကျမတို့နောက်သတင်းတစ်ပုဒ်နေနေကတော့ပထမဦးဆုံးပြည်သူလူထုတွေကိုသတိပေးချင်တဲ့အရာရှိတယ်ဘောကိုသုံးဆိုင်တော့သူများ ဇက်ကားနဲ့ပတ်သက်ပြီးတော့အခုကျမတို့မြန်မာနိုင်ငံမှာဖမ်းဆီးမှုဟာ60အထက်ရောက်လာပြီဆိုတာသိရတယ်ပြီးတော့အမှုပညာရှင်နဲ့ပတ်သက်ပြီးတော့9ရောက်ကိုဖမ်းဆီးထားပြီးဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ကျမတို့လူပြည်သူလူထုတွေကိုသတိပေးချင်တဲ့အရာဟာတစ် Facebook ကို lock ချထားကြပါ နင်းအနေနဲ့လွတ်မြောက်တဲ့နေရာမှာရှိတော့တော်လာရဲတွေရဲ့ဗီဒီယိုကိုဘယ်တော့မှ share တာတွေမလုပ်ပါနဲ့ဟာဟာလည်းမပေးပါနဲ့တဲပုံလည်းမပေးပါနဲ့နင်းတို့အားလုံးကိုငိုလို့နားလေပါတယ်ဆိုတဲ့အကြောင်းပြောချင်တယ်အခုဖမ်းသွားတဲ့ဒါရိုက်တာအောင်ချမ်းတူကိုဖမ်းတာကအသေးပုံတစ်ခုပဲထည့်လိုက်တာဖမ်းလိုက်တယ်ဒါကြောင့်ဒီနေ့မြန်မာနိုင်ငံမှာရှိနေတော့တော်လာရဲလူ ပြည်သူလူထုသည်တရိပ်ထားကြပါခွေးတွေဟာဒီနေ့ကျွားတော့ကိုလိုက်ဖမ်းနေတဲ့အတွက်ကြောင့်တရိပ်ထားကြပါဆိုရှယ်မီဒီယာကိုတုံးတယ်ဆိုလို့ရှိရင်တရိပ်ဝရိယနဲ့တုံးကြပါပြီးလို့ရှိရင်အမြဲတမ်းသတင်းတွေကိုနားထောင်ကြပါ ကိုယ့်ရဲ့မိသားစုကလွဲရင်ဘယ်သူ့ကိုမှမယုံနဲ့လူမြောက်တဲ့နေရာမှာ နေတဲ့သူတွေကဘသူကပါဆိုတာအကုန်သိပဲမဲ့မြို့အထဲမှာရှိတော့သူတွေဟာခွေးတပုတ်ရဲ့ကျွန်းတွေဟာဂျိုးပေါက်တာမဟုတ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့မိသားစုကလွဲရင်ဘသူ့ကိုမှမယုံကြည်ကြပါနဲ့လို့လည်းပြောချင်တယ် ခွေးတွေကခွေးကြဝက်ကြကြတော့မယ်နေရတကာမှလည်းစစ်ရှုံးတယ်ဘာမှမတတ်နိုင်ခဲ့တဲ့အခါမှာကြတော့အခုအမှုပညာရှင်တွေကိုလည်းပဲသူတို့ရဲ့အာနာဆိုတော့ခွေးယူပြန်ရောကနဲ့အမှုပညာရှင်တွေအားလုံးကိုချင်းချောက်နေတယ်ဆိုတဲ့အကြောင်းပြောချင်တယ်ဒါဟာအစ်မတမတရေဘောကြောင့်တော့အာနာရှင်ဆန်တော့လူရိုင်းတွေရဲ့အလုပ်ဖြစ်တယ်ဆိုတော့အခု အော်တိုဘလာ33ရက်နေတုန်းကတော့စစ်ခွေးတွေကစစ်အုပ်ချုပ်ရေး3လရက်တိုးလိုက်တယ်လို့ပြောတာစစ်အုပ်ချုပ်ရေးပဲတိုးတိုးမတိုးတိုးဒီနေ့ကျွန်တော်တော်လာရေးကဘာမှဂရုစိုက်စမ်းမလို့ဘူးပြီးနောက်တစ်ခုကတော့အခုစစ်ခွေးတွေကဘောကိုသုံးဆိုင်မဲ့သူများဇက်ကားတဲမှာပါဝင်ခွက်တော့ဒရောင်းစာအမှုပညာရှင်တွေကိုဒီနေ့ကျွန်တော်တို့တော်လာရေးဒီဘက်ကနေမှ BC လုတ်တဲ့ social punishment တွေလုတ်လာခဲ့တဲ့အခါမှာသူတို့ဘက်မှာလုံခြုံမှုမရှိတော့ဘူးဒါကြောင့်ခွေးတွေကအခုဘာလုတ်လာလဲဆိုတော့အရင်တော့ကလက်သုံးချောင်းထောင်ခဲ့တော့အမှုပညာ ရှင်တွေအားလုံးလည်းခွေးတွေလိုပြီးလုတ်ပဲအဲဆိုလို့ရှင်တော့ကျွားတို့တော်လာရေးဒီဘက်ကနေမှလူအမှုပညာရှင်တွေနဲ့ခွေးတွေရဲ့အမှုပညာရှင်တွေကိုချိန်ချောက်လို့မရတော့ဘူးလို့ပြောတယ်ဒီနေ့ကျွန်မတို့ခုပြောမယ် ရေနဲ့စီဟာပကနဲ့မှာထဲထားတယ်ဆိုလို့ရှိရင်တော့ရေတိတန်ရေအစီတိတန်ဖြစ်တယ်ဒါကြောင့်မို့စီနဲ့ရေကိုငါရောချင်ပါတယ်ဆိုပြီးမှမစ်ဆာထဲမှာထည့်ပြီးမှပဲကြိတ်ကြိတ်စီကတော့စီပဲရေကတော့ရေပဲဒါကြောင့်ဒီနေ့ကျမတို့ကတော့နင့်တို့ရဲ့တနတ်ပြောင်းဝါနဲ့လူအမှုပညာရှင်တွေကို မရမနေလို့ပြီးတော့နင့်တို့ရဲ့ lobby ကားထဲမှာဝင်ရိုက်ခဲ့ပေမဲ့ဒီနေ့ကျမတို့တော်လာရဲဒီကနင့်တို့လိုငကောက်တယ်မဟုတ်ဘူးเนาะဒါကြောင့်ဘဲသူကတော်လာရဲအဲအမှုပညာရှင်လဲဘဲသူကခွေးရဲ့ဘောမလဲဆိုတာသိတာဖြစ်တဲ့အတွက်ကြောင့်ဘဲသူကိုတတ်တင်တယ်လဲမတတ်တင်ဘူးလဲဆိုတာငါတို့မသိတယ်အခုတို့ကတော့အကုံကိုရောထည့်လိုက်လို့ရှင်ဒီနေ့ကျမတို့တော်လာရဲဒီဘက်ကနေမှတို့ကိုဘာမှမလုံနိုင်တော့ဘူးလို့တို့ထင်နေကြတာရိုက်ချင်တယ်လို့ရိုက်ကြပါ နင်းတို့မို့လို့မချက်လို့ကိုကိုလုံးဝမထောက်ခံတဲ့သူတွေကိုတနက်ချိန်ပြီးတော့နင်းငါရဲ့လော်ဘီလုပ်ပေးရမယ်ဆိုတာဟာအကြမ်းဖက်ဆိုတာတောင်မှရိုးရိုးအကြမ်းဖက်တော့မဟုတ်တော့ဘူးလူအခွင့်ရအားလုံးကိုချိုးဖျက်ပြီးတော့နင်းတို့ရိုင်းရိုင်းဆိုင်ဆိုင်လုပ်နေတဲ့ဘာနဲ့တောင်မှနိုင်လို့မရတဲ့ခွေးတွေဖြစ်တယ်ဒီလိုမျိုးတွေကမြန်မာနိုင်ငံမှာဘယ်လိုရှိတင်မလဲဒီနေ့ကျတော့တော်လိုက်ရဲတွေအများကြီးစဉ်းစားဖို့ရတော့လိုအပ်လာပြီဒါကြောင့်ဒီနေ့ကျတော့လူအနုပညာရှင်တွေကိုဒီခါနေပြောချင်တာက နင်တို့ကိုတနက်ပြောင်းဝါနဲ့ချိန်ထားလို့နင်တို့ခွေးလိုပြီးလှုပ်ပေးရမယ်လှုပ်ပေးလိုက်ပါကိစ္စမရှိဘူးဒါပေမဲ့ကျော်တော်တော်လာရဲတဲ့အားလုံးသိပါတယ်ဘယ်သူကလူလဲဘယ်သူကခွေးဘောမှလဲဆိုတာအကုန်သိတဲ့အတွက်ကြောင့်နင်တို့ရဲ့အသက်တွေကြောက်ချာမလို့ဘူးဒီနဲ့ကျော်တော်တော်လာရဲတဲ့ဘာမှမလုပ်ဘူးဆိုတာကိုကျော်ပြောပြချင်တယ်ဒါကြောင့်နင်တို့ကိုစစ်ခွေးတွေကနေမှတနက်နဲ့ချိန်ပြီးတော့ခွေးလိုပြီးလှုပ်ခိုင်းရင်လဲတော့လှုပ်ပေးလိုက်ပါ နင်းတို့ lobby လောက်လိုက်လို့မင်းပို့ထည့်လာမဲ့လူမရှိတလို့နင်းတို့မပါလို့လဲရော့သွားမဲ့လူတော့မရှိဘူးဒါပေမဲ့အခုခွေးတွေကတော့နင်းတို့ lobby လောက်မှပဲသူတို့ရဲ့ခွေးကြုံတွေကအသက်ချမ်းသာရမယ်လို့ထင်နေတာဒါကြောင့်နင်းတို့ကိုတနက်ပြောင်းဝချိန်ပြီးတော့ချင်းချောက်ပြီးတော့နင်းတို့ကို lobby လောက်ခိုင်းနေတွားရိုက်ပါတော်လာရဲတယ်နင့်တို့အပေါ်မှာအကုန်နားလေပေးတယ်ဆိုတော့ကိုမမေ့ကြပါနဲ့နင့်တို့ရဲ့အသက်အန္တရာယ်လုံးဝစိုးရိမ်စရာမလိုဘူးဆိုတော့ကိုပြောပြချင်တယ် စာရွက်စာတမ်းကနေမှဥပမာမောင်ဖြူကိုငိုရုက social punishment လုပ်တယ်လို့ပြောပေမဲ့နင်းကိုနင်းငါကတော်လာရဲပဲဆိုတာနင်းသိတယ်ငိုရုတော်လာရဲတယ်လည်းနင်းဟာတော်လာရဲဆိုတာသိတယ်ဒါကြောင့်မို့နင်းရဲ့ဘဝကိုငိုရုလက်ဖျားနေတော့မထီဘူးခွေးရဲ့လက်နဲ့ကြောင့်နင်းတို့လုပ်တယ်ဆိုတာကိုဒီနေ့ကျတော့တော်လာရဲတဲ့အားလုံးနားလေတယ်ဆိုတဲ့အကြောင်းပြောပြချင်တယ်ဆိုတော့အခုခွေးတွေနဲ့ဘောမတွေကိုပြောပြချင်တယ် တော်လရဲထဲမှာပါဝင်ခဲ့တော့ဒီအမှုပညာရှင်တွေကိုနင်းတို့ lobby လောက်ခိုင်းမလားလောက်လောက်ခိုင်းလောက်ခိုင်းဂယုမဆိုင်ဘူးနင်းတို့ lobby ဇက်ကရိုက်လို့ပတ်စံကုံတာအချင်းကုံတာကလွဲရင်မဲထဲမဲ့သူလဲပိုမလာတလို့နော်နင်းတို့ကိုလဲပိုပြီးမှစိတ်ဝင်စားစရာအကြောင်းမရှိဘူးဒီလိုမျိုးတနတ်ပြောင်းဝအချင်းတီးရိုက်ခိုင်းတဲ့သူဘယ်သူလဲဆိုငါတို့သိတယ်ဒါကြောင့်မို့ငါတို့ထိမဲ့လူကထိမှာပဲမထိမဲ့လူကတော့ငါတို့မထိဘူးငါတို့သိတယ်ဘယ်သူကိုတတ်တင်တယ်လဲဆိုတာ မှတ်ထားပါနော်ဆိုတော့အဲ့ချိန်မှာဘောမကြော်မျိုးမြင်ပြောသွားတဲ့စကားတစ်ခုကဘာလဲဆိုတော့ကလစ်တခါလို့ရင်အင်းစိန်ထောင်ပြောချင်တာကအောင်ချမ်းသူကနေမှအသေးပုံလေးကိုတစ်ဆိုမှကလစ်လိုက်တယ်အဲ့နဲ့သူအခုထောင်ရောက်သွားတယ်ဒါကြောင့်မို့တခါကလစ်ရင်အင်းစိန်ထောင်တဲ့ပြင်မဲ့ဒါကတော့နင်းတို့ခွေးတွေနဲ့ဘောမတွေရဲ့ slogan ဒီနဲ့ကျမတို့တော်လန်ရဲတွေရဲ့ slogan ကတော့ လက်တစ်ခါကိုွေးလိုက်လို့ရှင်အသက်တစ်ချောင်းဆိုတာမမဲ့ပါနဲ့ဒီရုပ်ရှင်ကြီးထဲမှာပါလာဖို့ရံအတွက်ကိုလိုမင်းနဲ့မိုးဟေကိုကိုလည်းသူတို့ဖုန်းဆက်တယ်ဖုန်းမကင်ဘူးတဲ့တချို့ကြတော့ကြောက်လို့ဖုန်းမကင်ကြဘူးတဲ့ဒီနေ့နင်းတို့ခေါ်နေတော့တပုံဒီကိုကြောက်နေတာလားဒါမှမဟုတ်လို့ရှင်ငါတလောက်တဲ့ဂျဘူးဒီကိုပြည်သူလူထုဒီကကြောက်နေသလားဆိုတာတော့ရှင်းရှင်းလင်းလင်းပဲเนาะ ဆိုတော့အခုခွေးတွေကတော့တို့ရဲ့ဒီရွေးကောက်ပွဲအတွက်စည်းကမ်းတွေထပ်ချထားတယ်ကျွန်မဖတ်ပြမယ်နာထောင်ကြည့်ရအောင်နော်မေးဆန္ဒရှင်တွေကိုတဲ့နစ်နာအောင်လောက်တာမျိုးတို့နော်ချိမ့်ချောက်တာမျိုးတို့ဒါမျိုးတွေကိုကျိုးလွန်လို့ရှိရင်တူဦးတယောက်တည်းလောက်တယ်ဆိုလို့ရှိရင်တော့ထောင်တန်3နှစ်ကနေ9နှစ်အဖွဲ့အစည်းနဲ့လောက်တယ်ဆိုလို့ရှိရင်တော့ထောင်တန်5နှစ်ကနေ10နှစ်တက် ပြီးလို့ရှိရင်မင်းစန္ဒအရှင်တွေရောပြီးရင်မဲယုံမူးတွေရောဒီရွေးကောက်ပွဲကိုစလေနဲ့မင်းနဲ့ဆိုင်တဲ့အလုပ်လုပ်တဲ့ဒီလူတွေကိုချိန်ချောက်တာမျိုးတွေနော်တခုခုသူတို့ရဲ့အသက်အန္တရာယ်ကိုချိန်ချောက်တာမျိုးလုပ်တယ်ဆိုလို့ရှိရင်တော့သူဥတယောက်ထဲလုပ်လို့ရှိရင်1000နှစ်ကနေ20လူအစုအဝေးနဲ့လုပ်တယ်ဆိုလို့ရှိရင်1095နှစ်ကနေတသက်တကျွန်းဖြစ်တယ်လို့ပြောတယ်ပြီးရင်ရွေးကောက်ပွဲကိုပြက်ပြက်အောင်လုပ်တာမျိုးတို့ဟောပြောတာမျိုးတို့စီယုံတာမျိုးတို့ဆန္ဒပြတာမျိုးတို့လုပ်တယ်ဆိုလို့ရှိရင်တော့ တူဦးတယောက်တည်းလုတ်တယ်ဆိုလို့ရှိရင်တော့ထောင်တန်း၃နှစ်ကနေ9နှစ်လူအစုအဝေးနဲ့လုတ်တယ်ဆိုလို့ရှိရင်တော့ထောင်တန်း၅နှစ်ကနေ10နှစ်တဲ့နော် ်ပြီးနောက်တစ်ခုမင်းဆန္ဒရှင်တွေသူတို့နဲ့ဆက်ဆက်တဲ့သူတွေကိုချိန်ချောက်တာမျိုးနောက်ဆက်တာမျိုးလူတဦးတယောက်ပဲလုတ်တယ်ဆိုလို့ရှင်ထောင်တန်း၃နှစ်ကနေ9နှစ်အစုအဝေးနဲ့လုတ်တယ်ဆိုလို့ရှင်ထောင်တန်း၅နှစ်ကနေ10နှစ်မင်းဆန္ဒရှင်တွေကိုပြင်းထန်အောင်နာကျင်အောင်လုတ်တယ်ဆိုလို့ရှင်တော့လူတယောက်ထဲလုတ်တယ်ဆိုလို့ရှင်10နှစ်ကနေအနစ်20လူအစုအဝေးနဲ့လုတ်တယ်ဆိုလို့ရှင်15နှစ်ကနေမှတသက်တကျွန်းတဲ့ နောက်တစ်ခုကကိုစလေဒီကနေမှမဲဆွယ်စည်းယုံတဲ့အခါမှာချင်းချောက်သားဒီနာကျင်အောင်လုပ်တယ်ဆိုလို့ရှိရင်တော့တုံးနှစ်ကနေခုနှစ်နဲ့လူအစုဝေးနဲ့လုပ်တယ်ဆိုလို့ရှိရင်တော့၅နှစ်ကနေ10နှစ်ကိုစလေလောင်းနေပဲဖြစ်ဖြစ်ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့လူတယောက်ယောက်ကိုကိုကတခုခုလုံလိုက်လို့သူတို့တည်သွားတယ်ဆိုလို့ရှိရင်တော့တည်တန်ထိကြရောက်မယ်လို့ပြောတယ်ကျတော့ကထိနာအောင်ပဲလုပ်မှာမဟုတ်ဘူးခဏတော့ကပြောပြီးပြီလက်တခါကိုယ် အသက်တစ်ချောင်းဖြစ်တဲ့အတွက်ကြောင့်နာကျင်အောင်လဲလုပ်မနေဘူးစာတော့ထုတ်လိုက်မယ်စာထုတ်ပြီးပြီဆိုလို့ရှင်တော့ဘဝကိုညှိကုံချုပ်ကြပါလို့ပြောချင်တယ်เนาะငွေတို့တော်လိုင်းရဲတွေရဲ့နေရာထဲမှာခွေးထားမယ့်နေရာမရှိတဲ့အတွက်ကြောင့်ငွေတို့ကတော့နင်းတို့ကိုဟိုထောင်လဲထဲမှာမဟုတ်ဘူးတနစ်လဲထဲမှာမဟုတ်ဘူးဆယ်နစ်လဲထဲမှာမဟုတ်ဘူးတသက်တကြုံလဲထဲမှာမဟုတ်နင်းတို့ကိုတခါလဲမြေပြင်ပေါ်ကနေမှရှင်းလင်းမှာထောင်တနစ်နနစ်လဲချမနေဘူးပြီးလို့ရှိရင် ကိုစလေလောင်းဒီမင်းဆွေစီယုံမှုဆင်းတဲ့အခါမှာလဲသူတို့ကိုထိခိုက်တာမျိုးသူတို့ကိုချင်းချောက်တာတွေနာကျင်အောင်လုပ်တယ်ဆိုလို့ရှိရင်တော့တူဦးတယောက်သေးဆိုလို့ရှိရင်10နှစ်ကနေအနှစ်20လူအစုအဝေးနဲ့ဆိုလို့ရှိရင်15နှစ်ကနေတသက်တကျွန်းနဲ့သူတို့မှလည်းတသက်တကျွန်းကြိုက်လိုက်တာနော်နင့်တို့တသက်တကျွန်းလို့ထဲရအောင်မြန်မာနိုင်ငံကိုနင့်တို့ကိုတသက်လုံးထိခိုက်မယ်လို့နင့်တို့ဘသူပြောတယ်လဲခွေးတယ်ပြလို့ရှိရင်လည်းဒီရွေးကောက်ပွဲကော်မရှင်တွေမေးပေးတဲ့စက်တီးခွေးရဲ့ 到我上别墅的过，别墅的没用的过，别墅的 solution 嘞，到屋头睇 solution，眼力干的差呢。如果是用那 solution，上眼力干的特特都中呢，缺少的特特都中。阿啥龙阿龙阿杨阿家姐家姐，杨缺少的，苦个特特都中呢，缺少的，特特都中太阳呢侬公伢妈能阿个？不对个，你侬特特露天开咪露表的嘞，亏嘞。哈哈，白的 solution，到你干的困的你个，特你个滴恁妈做阿表开的路吧，谁他妈恁个开的多？ စစ်ခွေးကိုပဲတိုက်ဖို့မဟုတ်ဘူးမိသားစုဒီကိုဒီနေ့ကျမတို့တိုက်ခိုက်ရမှာဖြစ်တယ်ဒီနေ့ကျမတို့ကိုတောင်မှမိသားစုနဲ့မတတ်ဆိုင်တော့သူဒီကိုတောင်ဖမ်းပြီးမှအာလုံနေတဲ့အချိန်မှာဒီနေ့ကျမတို့ကနေမှစစ်ခွေးတွေနဲ့ပတ်သက်တဲ့ဆွေမျိုးသားချင်းတွေကိုကျမတို့ငင့်ညာစရာကြောင်းမရှိဘူးဒီနေ့ဒီအမှုပညာရှင်တွေကိုပဲကြီးလိုက်သူတို့ဖမ်းတဲ့သူတို့အေးအေးဆေးဆေးနေပြီနင့်တို့ကတော့အရင်တုန်းကဆိုလို့ရှိရင်တော့လက်3600ခဲ့တယ်ဒီနေ့ဘာကြောင့်မို့ခွေးတွေအတွက်ကပြန်မလုပ်ပေးချင်ကြတယ်လဲ ဒီလိုမျိုးလက်နဲ့ထောက်နေကြတယ်ဒါကိုဘယ်လိုနီးနဲ့ဒီမိုကရေစီနီးနဲ့လုတ်တဲ့ရွေးကောက်ပွဲလို့ပြောမလားပါတီစုံလို့မပြောဘူးနော်ပါတီမစုံမှအကုန်သိပြီဆိုတော့ဒီမိုကရေစီရဲ့လုတ်တဲ့ရွေးကောက်ပွဲလို့ဘယ်လိုပြောမလဲအခုအခွေးတွေကဘယ်လိုလုပ်နေသလဲနင်းတို့ငါတို့ကိုကြိုက်တယ်ဖြစ်စေမကြိုက်တယ်ဖြစ်စေထောက်ခံရမယ်နင်းတို့ငါတို့ကိုကြိုက်ချင်တယ်မကြိုက်ချင်တယ်နင်းတို့ပါဇက်ကိုပိတ်ငါတို့အုပ်ချုပ်တာကိုနင်းတို့ခံဆိုတဲ့ပုံစံနဲ့ငါတို့ကိုအုပ်ချုပ်နေတာဒီလိုမျိုးခွေးတွေမြန်မာနိုင်ငံမှာဘယ်လိုထားမလဲ ဒါကြောင့်ကျတော့တော်လာရဲတယ်ပိုးပြီးမှလောက်ကြပါပြီးလို့ရှင်တဲ့လူပြည်သူလူထုတွေလဲတရင်ဖတ်ကြပါပြည်သူလူထုတွေတရင်ပို့ကြပါဒီနှစ်ခွေးတွေက အပြတ်အသက်ကိုကျမတို့ရှင်းပြရမှာဖြစ်တယ်ဒီနှစ်ကျမတို့တော်လာရဲတယ်ဂယုဆိုင်ကြပါချစ်လက်ကြပါပိုးပြီးမှကျတို့ရိုက်ပြစ်ကိုညီချင်တာဖြစ်ဒီခွေးတွေကိုအမြန်ဆုံးကျမတို့ချေမုန်းမဲ့အချိန်ဖြစ်ပြီလို့ပြောချင်တယ်နော်ပြည်သူတွေအားလုံးကြမ်းမပြောရှိကြပါစေ